မင်္ဂလာညချမ်းပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မတ်လ29ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်။ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တော်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ39ဒီဂရီဆယ်စီယပ်102ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ ဒီကနေ့ညနေ6:00နာရီခွဲအချိန်မူလဝတာဂျိုတို့မှဖန်ရရှိတဲ့ပွဲရာ ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းတို့မှာတိမ့်သစ်တမတိမ့်တို့ထန်နေပြီးကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ကျန်ဘင်္ဂလားပင်လယ်ော်တို့မှာတိမ့်နေငယ်ဖြစ်နေပါတယ်မြန်မာနိုင်ငံဘက်မှာကတော့မြန်မာနိုင်ငံမြောက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ့်နေငယ်မှာတိမ့်သစ်တင်ဖြစ်နေပြီးကျန်ဒေသတွေမှာတိမ့်နေငယ်ဖြစ်နေတာကိုတွေ့ရပါတယ်မြန်မာပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းရင်သစ်တင်ရှိပါမယ်လှိုင်းမြန်မာ မြမကန်ယူရန်တရှောင်းနဲ့ကန်လွန်ပင်လယ်ပြင်တို့မှာ လေးပေမှာခုနှစ်ပေကန်ရှိနိုင်ပါတယ်။မနေ့ပြမွန်းတဲ့ချိန်ဒီခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာွက်ကြားမွန်းနေငယ်လျှော်နိုင်ပါတယ်။စကန်နယ်ဒေသကြီးရှမ်းပြည်နယ်အေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်အထင်တင်ဖြစ်ထွန်းပြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီး ဘကိုးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများအပြားတက်ရပါမယ်။နေပြည်တော်နယ်ဤတို့ဝိုင်းမြပြန်အတွက်မလူပသာချင်းနေခမ်းမန်းချက်မောင်းအများအပြားတက်ရပါမယ်။အမြင့်ဆုံးမူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးမူချိန်မှာ22ဒီဂရီဆယ်စီယပ်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ဤတို့ဝိုင်းမြပြန်အတွက်မလူပသာချင်းနေခမ်းမန်းချက်မောင်းတိမ်တင့်တဖြစ်ထွန်းပါမယ်။ အမြင့်ဆုံးဘူးချိန်မှာလည်း36ဒီဂရီဆယ်စီယက်69ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာလည်း22ဒီဂရီဆယ်စီယက်82ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုင်းမြေပြင်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအပြားသိရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆယ်စီယက်102ဒီဂရီဖာရန်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ23ဒီဂရီဆယ်စီယက်83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။ ။နောက်နေ့ရက်အတွက်ခမန်းချက်များအနည်းငယ်ကတော့စကနန်ဒေသကြီး၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊အေရရီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကရင်ပြည်နယ်နဲ့မြို့ပြည်နယ်တို့မှာနေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလွယ်သားသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။